ဖြစ်တာတဲ့သင်ဟာအတိတ်ကာလတုန်းကမကောင်းတာကိုလုပ်ခဲ့လို့မကောင်းတဲ့အကျိုးရလဒ်တွေကိုရတာအဲ့ဒီမကောင်းတဲ့အကျိုးရလဒ်တွေကို ကောင်းမဲ့ကြောင့်မကောင်းမှုနဲ့ပြန်ပြီးတော့တုံ့ပြန်ခြင်းရတာလေငါကတော့မကောင်းလို့အခုမကောင်းတာအခုမကောင်းတာကိုမကောင်းတာကြီးနဲ့တုံ့ပြန်မယ်ဆိုရင်တင့်အတွက်ကောင်းစရာအလားလားမရှိတော့ဘူးဒါကြောင့်ဒီကိစ္စဟာငါကတော့မကောင်းလို့ငါပေးဆရတဲ့ကိစ္စအကျွေးပေးတယ်လို့သဘောထားပြီးတော့ချစ်ချစ်နက်နက်သာပေးလိုက်ပါပြန်ပြီးတော့ဒီပေးလိုက်တဲ့အတွက်ထပ်ပြီးတော့မယူခြင်းမာတော့နဲ့ထပ်ပြီးတော့ရင်ရင်ထပ်ပြီးတော့ပေးနေရအောင်ပါနော်သဘောပေါက်ရလားဦးစင်ပြောတာကိုအဲ့ဒါလို့သူ့ရဲ့အတိတ် ်ဆက်ကြောင်းကိုမြတ်စွာဘုရားကပြောပြပြီးတော့ကိုမကောင်းခဲ့လို့မကောင်းတာနဲ့တွေ့ရတာဒါကိုမကောင်းတာနဲ့ပဲပြန်တွန့်ပြန်မယ်ဆိုရင်မကောင်းဆက်မကောင်းတန်တရားကလဲနေတော့မယ်အဲ့ဒီမှာမြတ်စွာဘုရားကဒကာဓမ္မတို့ဦးဇင်းတို့အတွက်မှတ်သားစေရာဒေသနာတစ်ခုပြောတယ်ဗျာဟောတယ်အဲ့ဒါတော်တော်ကောင်းတယ်။ဘာပြောလဲဆိုတော့ဟောသူကကိုယ့်ကိုကြံကြံထန်ထန်ပြောလို့ကိုကသူ့ကိုပြန်ပြီးတော့ကြံကြံထန်ထန်ပြောမယ်ဆိုရင် တယောက်ပြီးတယောက်ပြောနေတာနဲ့ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့သင်သည်အနာပြတ်သောကြီးကွက်ကဲ့သို့အတန်မရှိသည်ဖြစ်ပြီလောတဲ့မြတ်စွာဘုရားဆုံးမတာနော်ဆိုကြပါစို့ဦးဇင်းတို့ကြီးဖလားလေးတစ်လုံးအနာကကွဲနေတယ်ဆိုဒန်းလို့ခောက်လိုက်တယ်ဆိုလို့ရှိရင်အတန်ကခဏနဲ့ရက်သွားရောဟုတ်လားဘာလို့ဆိုအနာကကွဲပြက်နေတာကို ဟုတ်ရလားတကယ်လို့ဒါကြည်ဖလားလေးရအကောင်းလေးဆိုရင်ဒန်းလို့ခောက်လိုက်ရင်မပြီးနိုင်ဘူးသူကပြန်ပြီးတော့အတန်တွေကထွက်နေတာအဲ့ဒါလို့မပြီးနိုင်မဆုံးနိုင်အတန်တွေထွက်မနေပါနဲ့အနားပြတ်တဲ့ကြေးခေါင်းတော့အနားပြတ်တဲ့ကြေးကွက်ကလေးလို့တစုံတစ်ခုနဲ့ထိခိုက်မိသွားတယ်ဆိုလို့ရှိရင်အတန်ကိုအကြာကြီးမထွက်ပါနဲ့ဟုတ်လားသူကအနားပြတ်နေတာဆိုတော့တကယ်တော့အကြာကြီးထွက်မလားမထွက်ဘူးအဲ့ဒါလို့မျိုးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားရမယ် ဲ့တော့ဦးဇင်းတို့ဒီနေရာမှာပြောချင်တာကဘယ်လိုအကြောင်းတရားတွေဘယ်လိုအကျိုးတရားတွေပဲတွေ့ရတွေ့ရနောက်ွယ်မှာအကြောင်းတရားတွေဆိုတာရှိနေတယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဒါကြောင့်အထူးသဖြင့်မကောင်းတဲ့လောကဓာတ်အနေနဲ့တွေ့လာတဲ့အခါမှာအကြောင်းတရားတွေရှိတယ်ဆိုတာကိုနားလည်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတ်တာရရအောင်ကြိုးစားဖို့မသင့်ဘူးလားသင်တယ်ဒါအကြောင်းတရားအတိတ်အကြောင်းတရားပေါ့နောက်ပြီးတော့ဦးဇင်းတို့ဟော ြစ်ရပ်တစ်ခုကိုအခြေခံပြီးတော့အလွန်ကောင်းတဲ့လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့စဉ်းစားဆင်ခြင်နည်းတစ်ခုအဲ့ဒါကိုလည်းပြောခြင်းသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဟိုမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာအလွန်လက်လာပါပေါ်ပါလေ။နော်ကြော်စုံမှုလဲအလွန်ပေါ်တယ်ချီးမွမ်းတယ်လဲအလွန်ရတယ်အလွန်မျက်နှာပွင့်တယ်ပေါ့အဲ့လိုလက်လာပါပူဇော်တက်ကရအထုတ်ထိပ်ရောက်တော့ယူဝါဒတခြားရှိတာတွေ နော်တိတ်တိပရဝိတ်တွေကတန်ဃာတော်တွေတွေ့လို့ရှိရင်ဘလို့မှသူတို့စိတ်ထဲမှာတိမခံနိုင်ဘူးနော်တိမခံနိုင်တော့ဘာဖြစ်တော့ဆိုတော့တချို့ဆိုရင်တွေ့တဲ့နေရာမှာဆဲတာမျိုးဆိုတာမျိုးစော်ကားတာမျိုးဓာရီရှိရှိတော့ဒီနေ့တော့မြတ်စွာဘုရားကိုဂျမ်းတော်တွေကဒလိုဒလိုပဲအညတရယူဝါဒရှိတဲ့နော်တိတ်တိပရဝိတ်တွေကဂျမ်းတော်တွေကိုဆဲကြတဲ့အကြောင်း နော်လဘတက္ကရာတိကူတော့အကြောင်းကြောင့်သူတို့တီးမခံနိုင်လို့သူတို့တုံ့ပြန်ကြတဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဥဒန်းကျိုးတာဥရှင်တို့ဥဒန်းပါဠိတော်မှာတွေ့ရတာဒါလေးကရဟန်းတော်တွေကိုဓာိုက်ရိုက်ဥရှင်တို့ဟောတာတော့မဟုတ်ဘူးဥဒန်းကျူးတယ်ဆိုတာက ိုရှံထွက်လာတဲ့ဇကားလေးပေါ့တော့ယင်နဲ့မဆန့်တော့ရှံထွက်လာတဲ့ဇကားပေါ့ပို့ပြီးတော့လင်းနေတယ်လို့တောင်းယူဆတဲ့ရရှိဥဒန်းဇကားဆိုတာအဲ့ဒါဥရှင်တို့ဥဒန်းပါဠိတော်ဆိုပြီးတော့မြတ်စွာဘုရားဥဒန်းနေကြီးပဲတိတ္တတန်ခါရနာတင်ထားတဲ့เนาะကျမ်းစာရှိတယ်အေးအဲ့ဒီမှာမြတ်စွာဘုရားဘလို့ဥဒန်းကျူးတော့ဆိုတော့တော၌ဖြစ်စီယော၌ဖြစ်စီ ဆင်းရဲခြင်းချမ်းသာခြင်းဖြင့်တွဋ္ဌိတည်ရှိသောသူကြောင့်ကိုကြောင့်ဖြစ်တည်ဟု၍အစွဲမထားရတဲ့နော်ဒီခန္ဓာ၅ပါးရှိနေ၍သာလေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွဋ္ဌိလာတာအကင်၍သာခန္ဓာ၅ပါးမရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွဋ္ဌိစရာအကြောင်းဘယ်မှာရှိပါအံ့နေတဲ့ဟောဒါလေးပြောတာဟောဆိုးရတဲ့လောကဓာတ်နေနဲ့တွေ့လာတဲ့အခါမှာ အလွန်ကောင်းတဲ့အတုမဲ့ဆစ်တလက်တို့တောင်ဥစဉ်ကထင်းတယ်ဟုတ်လားပြန်ပြောမယ်နော်တောနိုင်ဖြစ်စီရွာနိုင်ဖြစ်စီဆင်းရဲခြင်းချမ်းသာခြင်းတို့ဖြင့်တွေ့ထလာသည်ရှိသောသူကြောင့်ဖြစ်သည်ငါကြောင့်ဖြစ်သည်ဟု၍အစွဲမထားရတဲ့ဟောဘယ်နေရာမှာနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာကတော့တွေ့ရမှာကြုံရမှာပဲ ဟုတ်လားဘယ်နေရာမှာနေနေဘယ်အချိန်မှာနေနေချမ်းသာခြင်းဆင်းရဲကတော့တွေ့ရမှာပဲအဲ့ဒါလို့တွေ့လာတဲ့အခါမှာဒါသူကြောင့်ဒါမှမဟုတ်ဒါငါအတုံးမကြမ်းလို့အဲ့ဒါလို့ငါကြောင့်သူကြောင့်ဆိုတဲ့အစွဲတွေပြင်းပြင်းထန်ထန်မထားပါနဲ့တဲ့နော်သူကြောင့်ဆိုရင်လည်းပဲဒါတော်တော်ရှုပ်သွားမယ်သူကြောင့်ဆိုရင်ကိုယ်ကတော့ရှင်းတော့မှာလေနောက်သူကြောင့်ဒီဒုက္ခကြီးတွေ့တယ်ဆိုရင်သူ့ကိုပြောလိုက်မယ်သူ့ကိုဖယ်လိုက်မယ်ဆိုရင်ဒီဒုက္ခရှင်းသွားတယ်လို့ကိုယ်ကထင်မှာအဲ့လိုဆိုရင် तू နဲ့ပြဿနာကတင့်ရတော့မှာ ဟုတ်ရလားငါကြောင့်ဆိုရင်လည်းငါညံ့ရလိချင်းဆိုပြီးတော့ကိုကိုကိုထိုးနှက်နေတာနဲ့လောကရန်တရားတွေကမပြောက်တဲ့အပြင်နောက်ထပ်စိတ်ဆင်းရဲမှုတွေကတိုးမလာဘူးလားတိုးလာတယ်ဒါကြောင့်ဘယ်နေရာမှာပဲနေန ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ရလိမ့်မယ်တွေ့လာတဲ့အခါမှာဒါဟာငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲမထားပါနဲ့တဲ့တကယ်တမ်းကတော့ခန္ဓာ၅ပါးရှိနေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထတာပါခန္ဓာ၅ပါးသာတကယ်လို့မရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဟာတွေ့တဲ့အကြောင်းမရှိပါဘူးတဲ့အဲ့ဒီတော့ပေးသဘောတတော်ကောင်းလို့ဟိုအတိတ်ကာလကအတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေဆိုတာကလည်းအကုသိုလ်ကံတွေနော်ဒါတစ်ပိုင်းတစ်ခါနောက်ပေါ့ အခုဒီဥပ္ပဒိဆိုတဲ့ဒီခန္ဓာကြီးရှိနေခြင်းဒီပင်လေချမ်းသာခြင်းဆင်းရဲခြင်းတွေ့ထိခြင်းရဲ့အကြောင်းတရားပဲအဲ့ဒါဘယ်လိုဘယ်သူဘယ်သူဘယ်သူညင်းနိုင်မလို့များဘယ်သူမှမညင်းနိုင်ဘူးဟုတ်ရလားအေးအဲ့တော့ဆိုလိုတာကလူတွေကခက်တာက ချမ်းသာကိုသာတွေ့ကြုံလို့ရပြီးတော့ဆင်းရဲကိုကြတော့မတွေ့ကြုံလို့ကြမဖြစ်နိုင်ဘူးဒီခန္ဓာကိုယ်ကြီးရှိနေတော့ချမ်းသာလည်းတွေ့ရလိမ့်မယ်ဆင်းရဲလည်းတွေ့ရလိမ့်မယ်ဟုတ်ရလားအဲ့ဒါကိုကိုကအမှန်အတိုင်းနားလေသဘောပေါက်ပြီးတော့ဩဒါဒီပဲနဲ့အကြောင်းတရားတစ်ခုပဲအကြောင်းတရားမှာတော်တော်ကြီးကျယ်တဲ့အကြောင်းတရားနော်အေးတကယ်လို့ဒီဆင်းရဲခြင်းဆိုတာကိုမတွေ့ကြင်ဘူးဆိုရင်တော့ဘဝဆက်ချုပ်ငြိမ်ရုပ်သိမ်းအောင် နော်ဘဝရဲ့ပုံမှာတွေ့တာမမောတဲ့တဏှာလောဘကင်းအောင်ကျင့်ဝင်ရှိတာပဲလေဟုတ်လား